ဘတ်ဂျက်အကြီးဆုံးစစ်ပွဲတွေနဲ့လူမျိုးရေးမုန်တီးမှုတွေလွှမ်းမိုးနေတဲ့ကမ္ဘာကြီးမှာတချို့လူတွေကတော့ခေါင်းကုန်ခံခဲ့ကြတယ်။ဒါပေမဲ့တတိရှိတဲ့အမှုပညာရှင်တယောက်ကတော့သူ့ရဲ့အသိဉာဏ်နဲ့ဟာသကိုလက်နက်အဖြစ်အသုံးပြုပြီးကမ္ဘာအကြီးဆုံးကြောက်တရားကိုပြန်လည်စိန်ခေါ်ခဲ့တယ်။မင်္ဂလာပါ။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာကာလီကတော့1949ခုနှစ်မှာထွက်ရှိခဲ့တဲ့ Charlie Chaplin ရဲ့မဟာလက်ရာ The Great Dictator ကစက္ကလုံတွေရဲ့တံပိုးကိုအမြင့်ဆုံးသုံးပြသွားတဲ့ဇာကာတကားလို့ပြောရမယ်။ အတန်တေးရုပ်ရှင်ခရဲ့ဘရင်တစ်ပါးဖြစ်တဲ့ Charlie ကဒီစကားမှာပထမဆုံးအကြိမ်စကားပြောခဲ့ရတယ်။အကြောင်းရင်းကတော့ရိုးရှင်းပါတယ်။အဲ့ဒီအချိန်တုန်းကကမ္ဘာပေါ်မှာဟစ်တလာရဲ့အရှိန်အဝါကကြီးထွားနေပြီးဘသူမှသူ့ကိုတိုက်ရိုက်စိတ်မခေါ်ရတော့မှဒီလိုတေယောစာရုပ်ရှင်ကိုဖန်တီးခဲ့တာကသူ့ရဲ့တတ္တိကိုပြသတာပါပဲ။နိုင်ငံတကာကငြိမ်းချမ်းရေးမလိုလားတဲ့လူတစုကိုဝေဖန်တာလူမျိုးရေးခွဲခြားမှုကိုရှုံချတာဒီမိုကရေစီအတွက်တိုက်တွန်းတာတွေပါတဲ့သမိုင်းဝင်ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ ချာလီကဒီဇက်ကားမှာဇက်ကောင်နှစ်ယောက်ခွဲပြီးတရုတ်ဆောင်သွားခဲ့တယ်။တယောက်ကတော်မီနီးယားနိုင်ငံရဲ့ရက်စက်တဲ့အာဏာရှင်အဒရီနွိုက်ဟင်ကဲဟစ်တလာကိုတယောထားတာ။နောက်တယောက်ကတော့သူ့ပုံစံနဲ့တတိယရဲတူပြီးနာမည်မဖော်ပြထားတဲ့ဂျူးစန်တာဆီယာတယောက်ပါ။ဇလန်ရဲ့အဆမှာပထမကမ္ဘာစစ်တဲကိုရောက်သွားတဲ့ဂျူးစန်တာဆီယာကတော်မီနီးယားတပ်မတော်မှာစစ်သားတယောက်အနေနဲ့ပါဝင်နေခဲ့တယ်။ပြည်ရန်လွှဲချော်နေတဲ့စန်တာဆီယာကရဲဘော်ရဲဘက်တယောက်ဖြစ်တဲ့ကွန်မန်ဒါရှူးစီရဲ့အသက်ကို ရဲရဲဝံ့ဝံ့ကဲတင်ခဲ့တယ်။ရှူးစကတန်ရာရနေပြီးစံသားစီယာကသူ့ကိုလေရင်နဲ့ခေါ်ပြေးခဲ့တယ်။ဒါပေမဲ့သူတို့စီးလာတဲ့လေရင်ကလောင်စာစီကုန်ပြီးပြတ်ကျတဲ့အတွက်စံသားစီယာကမြမညံချိုရွံ့မှုဖြစ်ပြီးအရာရာကိုမိသွားခဲ့ရတယ်။ဒီလိုနဲ့ပဲသူကစစ်ဆေးရုံထဲမှာနေပေါင်းများစွာကြောင်းစီးကူးတမှုခံယူနေခဲ့ရတယ်။နေပေါင်း20လောက်ကြာပြီးတဲ့နောက်မှာစံသားစီယာလည်းမညံတွေပြတ်မပေါ်လာသေးပေမဲ့စီးရုံကနေဆင်းခွင့်ရပြီးသူရဲ့ကျူရက်ကွက်ထဲကစပင်ညက်ဆိုင်လေးကိုပြန်လာခဲ့တယ်။သူပြန်ရောက်လာတဲ့အချိန်မှာ တော်မီနီးယားနိုင်ငံကအကြီးကျယ်ပြောင်းလဲနေပြီးအထရီနိုင်းဟင်ကဲဆိုတဲ့အာနာရှင်လူယန်ကားကအုပ်ချုပ်နေခဲ့တယ်။သူရဲ့ Double Crop Party နဲ့ Straw Trooper လို့ခေါ်တဲ့စစ်သားတွေကဂျူရက်ကွက်တွေကိုအချိန်မီဝဲဝင်ပြီးပစ္စည်းတွေဖျက်ဆီးလူတွေကိုနှိပ်စက်နေကြတယ်။စန်တာစီယာရဲ့စိုင်းပရင်ပေါက်မှာ Straw Trooper တွေကဂျူးဆိုပြီးစာရီရေးချစ်ထားတာကိုသူလည်းမြင်လိုက်ရတော့အံ့ဩသွားခဲ့တယ်။သူကမေးနေတာဆိုတော့ဘာရီဖြစ်နေမှန်းမသိဘူး။အဲဒီစစ်သားတွေကိုဝင်တားရင်းနဲ့ရန်တွေဖြစ်နေကြတဲ့အချိန်မှာဟန်နာဆိုတဲ့ ဂျူအမျိုးသမီးတယောက်ကဝင်ပြီးကူညီပေးခဲ့တယ်။လိုနဲ့သူတို့နှစ်ယောက်လည်းမြင်မြန်ဆန်ဆန်ပဲခင်မင်ရင်းနေပြီးချစ်ကြွဝင်ခဲ့ကြသည်ပေါ့။သူမဟာရက်ွက်ထဲကအမျိုးသမီးတွေနဲ့တူစစ်သားတွေရဲ့မတရားမှုကိုတက်နိုင်တဲ့လောက်တွန်းလှန်နေသူပါ။တရတော့စစ်သားတွေကစန်သားဆရာကိုဖမ်းမိသွားလို့ဒီတိုင်းမှာချီပြီးထူတော်ထောင်းတော့မဲ့အချိန်မှာကွန်မန်ဒါရှင်းနဲ့ပြန်ဆောင်လိုက်ရတယ်။ရှူကာကူဆိုရင်ဟေကဲရဲ့အစိုးရအဖွဲ့ထဲမှာယာရူကြီးဖြစ်နေပြီ။ရှူကာသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ တငယ်ချင်းဟောက်ကိုချက်ချင်းမှတ်မိပြီးပြန်လွတ်ပေးခိုင်းလိုက်တယ်။စန်သားဆီယာနဲ့ဟန်နာတို့လည်းရွှေရဲကာကွယ်မှုအောင်မှာခနာတာငြိမ်းချမ်းမှုရလိုက်ကြတယ်။တပြိုင်နက်ထဲမှာပဲအာနာရှင်ဟင်ခဲရဲ့နန်းတော်တွေကမြင်ကွင်းကိုပြောင်းပြသွားတယ်။ချာလီကဒီနေရာမှာဟစ်တလာရဲ့အမှုရာစကားပြောဟန်တွေကိုလုံးဝအပြည့်ပြင်းတွေ့ရထားတာ။ဟင်ခဲရဲ့လူဒုမိန်ခုံတွေဟာမကာရိုနီဂျာမန်စကားတွေနဲ့ဖြစ်ပြီးချေဟန်လက်ဟန်တွေနဲ့သူရဲ့အတန်းကြောင့်မိုက်တွေကွေးညွတ်သွားတာမျိုးကရှယ်စရာကောင်းအောင်အလုံးကျုံလှောင်ပြောင်ထားခဲ့တယ်။ ဒီဆက်ကားထဲမှာအထင်ရှားဆုံးနဲ့အလားပါဆုံးမြင်ကွင်းတစ်ခုကတော့ဟီကယ်သူယုံကန်ထဲမှာကဘာလုံးပုံစံပူတည်ပေါင်းတစ်ခုကိုလက်ထဲမှာကိုင်ပြီးအေးဆေးကခုန်နေတာကအကျော်ကြားဆုံးမြင်ကွင်းပါပဲကဘာကြီးကိုသူ့လက်ထဲမှာပဲရှိနေပြီလို့ခန်းစားနေရတာကိုပြသတာနောက်ဆုံးမှာအဲ့ဒီဘူစီပေါင်းကြီးဖောက်နေပေါက်သွားတာကသူ့ရဲ့အာနာရှင်စနစ်ပျက်စီးမဲ့နမိတ်ကိုပြသနေတယ်လို့ပါပဲဟင်ကဲကအိနီချင်းနိုင်ငံတစ်ခုဖြစ်တဲ့ဩစတြာလိကိုကျူးကျော်ဖို့ကြံစီနေတယ်လို့ဗက်တီးရီးယားနိုင်ငံရဲ့အာနာရှင်ဖြစ်တဲ့နာပိုလိုနီကလည်း အဲ့ဒီနိုင်ငံကိုမျက်စိကြားနေတယ်။ဒါကြောင့်ဘသူကအရင်ကျူးကျော်မလဲဆိုတဲ့ကိစ္စအတွက်ဆွေးနွေးပွဲလုပ်ကြတယ်။သူတို့နှစ်ယောက်ရဲ့တွေးဆမှုကအာနာရှင်နှစ်ယောက်ရဲ့အာနာပြိုင်ဆိုင်မှုနဲ့မတည်ငြိမ်မှုတွေကိုလှစ်ဟပြလိုက်တာပဲ။သူတို့ရဲ့ထိုင်ခုံအမြင်ကိုပုံမြင့်အောင်ပြိုင်ဆိုင်နေကြတာမျိုးတွေကတကယ်ဟာတာပဲ။ဘသူကပုံရေးပါလဲဆိုတာကိုခုံအမြင့်နဲ့ပြိုင်တာဟာသူတို့ရဲ့မိုင်မဲမှုကိုဖော်ပြနေတာပါပဲ။သပွဲပေါ်ကအစားတောက်တွေနဲ့အချင်းချင်းနှိမ့်ချဖို့ကြိုးစားရင်နောက်ဆုံးမှာအစားတောက်တွေနဲ့ပြစ်ပေါက်တဲ့အခြေအနေတွေရောက်သွားခဲ့ကြတယ်။ ဒီမြင်ကွင်းကနိုင်ငံရေးခေါင်းဆောင်တွေရဲ့အခြေအနေဖြစ်နေတဲ့မာနာရီနဲ့အစင်မပြေမှုတွေကိုသယောပြထားတာပါဟင်ကဲကစစ်အုံစီအတွက်ဂျူးလူမျိုးဗန်လုံငန်းရှင်တယောက်စီကနေချင်းွေရဖို့စူးစမ်းခဲ့တယ်အဲ့ဒီအတွက်ကြောင့်ဂီတိုတဲကဂျူးတွေကိုခနာတာဖိနှိပ်မှုတွေရနာပြီးခဲ့တယ်ဒါပေမဲ့ချင်းွေမရလိုက်တဲ့အခါဟင်ကဲကသူ့ရဲ့လူမျိုးရေးခွဲခြားတဲ့မူဝါဒကိုပိုပြီးပြင်ထန်တဲ့အနေထားနဲ့ပြန်ဆောက်လိုက်တော့တယ်ဟင်ကဲကဩစတြေးလျကိုကျူးကျော်ဖို့အစီအစဉ်ချနေတဲ့အချိန်မှာရှူကလည်း သူ့ရဲ့တငယ်ချင်းဂျူးတွေကိုဖိနှိပ်ရက်ဆက်နေတာတွေကိုမခံစားနိုင်တော့လို့ဟင်ကဲကိုကန့်ကွက်လိုက်တယ်။အဲဒီအတွက်ရှူကိုနိုင်ငံတော်တစ္ဆာဖောက်ပြစ်တတ်မှတ်ပြီးအချင်းစကန်ပို့ပြလိုက်တယ်။ရှူကအချင်းစကန်ကနေထွက်ပြေးလွတ်မြောက်လာပြီးဂေတိုထဲမှာရှိတဲ့စန်သားစီယာနဲ့ဟန်တာရူစီရောက်လာခဲ့တယ်။သူကဟင်ကဲကိုစန့်ကျင်မှုနဲ့အာနာရှင်ကိုဖိရှားဖို့ကြိုးစားခဲ့တယ်။စန်သားစီယာကိုလည်းသူ့ရဲ့အစီအစဉ်မှာပါဝင်ဖို့တိုက်တွန်းခဲ့တယ်။ရှူနဲ့စန်သားစီယာတို့နှစ်ယောက်လုံးကို နောက်ဆုံးမှာတော့ဟေဂဲရဲ့စစ်သားတွေဖမ်းပြီးပြီးအချင်းစကန်ကိုပို့ဆောင်လိုက်ကြတယ်။အဲ့ဒီချိန်ထဲမှာပဲဂီဒိုရဲကဟန်နာနဲ့တခြားဂျူရီကလည်းဩစတြေးလျနိုင်ငံစီကိုထွက်ပြေးခဲ့ကြရတယ်။မကြာခင်မှာပဲတိုမီနီယာတပ်တွေကဩစတြေးလျကိုကျူးကျော်ပြီးတိမ်ပိုက်လိုက်တဲ့အခါဟန်နာတို့တွေလည်းဟေဂဲရဲ့အုပ်ချုပ်မှုအောက်ကိုထပ်ပြီးရောက်သွားခဲ့ကြတယ်။အချင်းစကန်ထဲမှာရောက်နေတဲ့ရှုနဲ့ဆန်သားဆရာတို့ကလည်းတိုမီနီယာစစ်ဝတ်စုံတွေခိုးဝှက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ဒီလိုလွတ်မြောက်လာချိန်မှာအာနာရှေဟေဂဲအစ်စ်ကတော့ဩစတြေးလျရဲ့နေဆက်မှာ အရသာဝယ်စားနဲ့အပန်းဖြေအမဲလိုက်နေခဲ့တယ်။ဟင်ကဲလီဘော်ကပြုတ်ကျပြီးပြန်တက်လာတဲ့အချိန်မှာသူ့ရဲ့စစ်သားတွေကပဲစံသားဆီယာနဲ့ရုပ်ချင်းစင်နေလို့အာနာရှင်မမသိပဲလူမဖန်ပြေးလိုက်ကြတယ်။အချင်းစကန်ကလည်းအရာရှိဝတ်စုံနဲ့ထွက်ပြေးလာတဲ့စံသားဆီယာနဲ့ရှူရုကတော့ဒိုမီနီယာရဲ့စစ်အောင်ပွဲကျင်းပရာနယ်စပ်ကိုရောက်လာခဲ့ကြတယ်။အဲ့ဒီနေရာမှာစစ်သားတွေမီဒီယာသမားတွေနဲ့လူသူကြီးကသူ့ကိုဟင်ကဲအစ်စ်လို့ပဲထင်ပြီးလက်ခံကြိုးဆိုရင်းအောင်ပွဲခံမိန့်ခွန်းပြောဖို့အတွက်စီမင်းပေါ်အတင်းခေါ်တင်သွားကြတယ်။ ရှင်ပေါ်မတက်ခင်အထိမိန်ကုံးမပြောတတ်တဲ့စံသားဆရာလည်းကြောက်ရွံ့နေခဲ့ရတယ်။ဒါပေမဲ့ကမ္ဘာအကြီးဆုံးအခွင့်အရေးတစ်ခုကသူ့စီရောက်လာလို့စစ်သားထောင်ပေါင်းများစွာနဲ့ကမ္ဘာတစ်ခုလုံးကသူ့ရဲ့အတန်ကိုနားထောင်နေတဲ့အချိန်မှာအာနာရှင်ဟန်ဆောင်ပြီးအာနာရှင်ဆန်တဲ့မိန်ကုံးအစားလူသားဆန်တဲ့စကားတွေကိုပြောပြဖို့ဆုံးဖြတ်လိုက်တယ်။သူ့ပုံစံကအာနာရှင်ဟင်ခဲ့ပုံစံဖြစ်နေပေမဲ့သူ့ပါဇက်ကထွက်လာတာတော့လူသားဆန်မှုငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုအတွက်အပြင်းနဲ့ဟောပြောချက်ကြီးဖြစ်နေခဲ့တယ်။ဒီမိန်ကုံးဟာ9မိနစ်လောက်ကြာပြီး ချာလီကစံသားဆရာဇာတ်ကောင်တယောက်အနေနဲ့မဟုတ်ပဲသူကိုယ်တိုင်ကဘာကြီးကိုတိုက်ရိုက်မြစ်တာရက်ခတ်နဲ့မိန်ကုံးကြီးဖြစ်သွားခဲ့တယ်။လူတိုင်းဟာတယောက်ကိုတယောက်ကူညီချင်းကြတယ်။လူတွေရဲ့သဘောတဘာဝကဒါပဲ။တယောက်ကိုတယောက်မုန်းတီးဖို့အထင်မြင်သေးဖို့ငါတို့တွေမလိုအပ်ဘူး။ဒီကဘာကြီးမှာအားလုံးအတွက်နေရာလွတ်တွေအများကြီးရှိတယ်။စစ်တပ်ရဲ့ဖိအားအောက်ကနေမင်းတို့ကိုမင်းတို့ဆက်ရုပ်တွေမဖြစ်ပါစေနဲ့လို့ပြောလိုက်တယ်။တိတ်ပံတဲ့ထိုးတက်မှုတွေကလူတွေကိုပုံမှန်နှိစက်ဖို့တိဆောက်ခဲ့တာဖြစ်ပြီးအခုတော့ လောဘကြီးတဲ့သူတွေကအဲ့ဒီဤပညာကိုမုံတီးဖို့အတွက်အသုံးချနေတာကိုလည်းဝေဖန်ခဲ့ပါသေးတယ်။ငါတို့ရဲ့ဘဝလမ်းစဉ်ကိုစီစဉ်တဲ့သူတွေကအဲ့ဒါကြီးတဲ့သူတွေပဲ။သူတို့ကလူတွေကိုစက်ရုပ်တွေလိုသဘောထားတယ်။လေနေရေဒီယိုတွေကလူသားတွေပုံမနှီးစပ်လာဖို့အတွက်ဖန်တီးပေးခဲ့တာပါ။အခုတော့သူတို့ကအမုံတရားတွေပြန့်နှံ့စေဖို့အတွက်အဲ့ဒီဤပညာတွေကိုအသုံးချနေကြပြီဆိုပြီးသူရဲ့မိန်ကုံအဆုံးတက်မှာတော့မျောလင်းချက်အပြည့်နဲ့ကဘာကြီးကိုဖိနှိပ်မှုကနေလွတ်မြောက်ဖို့ထပ်တောင်းဆိုလိုက်တယ်။ စစ်သားတွေဖက်စစ်တွေလက်ထဲမှာပါကြစီနဲ့မင်းတို့အားလုံးမှာတန်ဖိုးရှိတဲ့ဘဝတွေရှိတယ်။ဒီလိုအာဏာရှင်စနစ်ကနေလွမြောက်ပြီးဒီမိုကရေစီကို ပြန်လည်ထူထောင်ရမယ်။မင်းတို့ရဲ့အစွမ်းစားတွေကိုလူသားဆန်ဖို့အတွက်အသုံးပြုကြပါ။မတို့ဟာကြောက်ရွံ့မှုကိုမေ့ပြရမယ်။လောဘကိုဖယ်ရှားပြီး လူသားဆန်မှုကို ပြန်လည်ရှာဖွေရမယ်။ကဘာကြီးကိုမေတ္တာနဲ့လွှမ်းခြုံပြရမယ်။မင်းတို့မှာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ခွင့်ရှိရမယ်။ဒီမိုကရေစီရဲ့နာမနဲ့မတို့အားလုံးစည်းလုံးကြရမယ်ဆိုရဲမိန့်ခွန်းကို ။ဩစတြေးလျမှာရှိတဲ့ဟန်နာနဲ့သူ့မိသားစုဝင်တွေလည်းနားထောင်နေကြကြတယ်။ဟန်နာကနှိမ့်ဆက်မှုတွေကြောင့်စိတ်ပြတ်အားငယ်နေတာဒါပေမဲ့ချစ်သူရဲ့အတန်နဲ့လူသားစာနဲ့စကားလုံးတွေကိုကြားလိုက်ရတဲ့အချိန်မှာတော့မျက်ရည်တွေကျပြီးမျော်လင့်ချက်ရောင်ကြီးကိုပြန်လည်မြင်တွေ့သွားခဲ့တယ်။နောက်ဆုံးမှာတော့ကြီးလိုက်ဟန်နာမျော်လင့်ချက်ကိုကြီးလိုက်လို့ပြောရင်အမောင်ထဲမှာအလင်းကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ခန်းစားချက်ကြီးနဲ့အဆုံးသတ်သွားတော့တာပါပဲ။ဒါဟာရုပ်ရှင်တစ်ခုရဲ့ အစွမ်းထက်ဆုံးအဆုံးသက်တွေကတခုပါပဲစစ်ပွဲတွေဟာနာရှင်တွေအကြောင်းကိုဟာတာနှော်ပြီးနောက်ဆုံးမှာလူသားတွေအလုံးရဲ့စိတ်ဓာတ်ကိုကင်လှုပ်ပေးသွားခဲ့တာပါပဲဒီစကားကချာလီချက်ပလင်ရဲ့ပထမဆုံးစကားပြောရုပ်ရှင်အဖြစ်ဖန်တီးခဲ့တာပါသူကဟာတာပညာရှင်တယောက်ဖြစ်လို့တယောဟန်နဲ့စစ်မှတ်လူလာတဲ့အာနာရှင်စနစ်ကိုဝေဖန်ခဲ့ရုံသာမကကဘာကြီးကိုငင်းချက်ရေးအတွက်တောင်းဆိုခဲ့တဲ့မြစ်တာရက်ခန့်စာလေးဖြစ်ခဲ့ပါတယ်ဒီစကားမှာဟာတာမြောက်ပြီးရှည်ရတဲ့အခန်းတွေအများကြီးပါပဲ ောက်ဆုံးမှာလူသားဆန်တဲ့မိန်ကုံးနဲ့အဆုံးသတ်သွားတာကအာနာရှင်စနစ်ကိုစန့်ကျင်တိုက်ပွဲဝင်ဖို့နဲ့ပုံမကောင်းမွန်တဲ့ကဘာကြီးဖြစ်အောင်ကြိုးစားဖို့တိုက်တွန်းခဲ့တဲ့ Charlie Chaplin ရဲ့တတိရှိတဲ့လုပ်ရပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ